ဒါပါတောက်အရင်ဆုံးပေးမလဲဆိုရင် Western Cutaneous လို့ခေါ်တဲ့ MSRV ကိုယူရင်းပေးမယ်။သူ့ကိုဘာအတွက်သုံးလဲအဲ့ဒါကိုပြော။အဲသူ့ကိုအခုလုံနေ။ဟမ်အခုဖြစ်နေ။အခုဖြစ်နေရဟုတ်တယ်အခုလုံနေတာ။ဟုတ်ပြီ something happening now လို့ခေါ်ရယ်။ဟုတ်ပြီအဲ့တော့အဲ့ဒီတော့ဗမာလို example ကြောင်းပေး။အာငါအခုစောင့်နေ။အာအခုစောင့်နေအင်္ဂလိပ်လိုပြောကြည့်။ I am playing now. I am playing now. playing အခုစော now now ဟုတ်ပြီ i am playing now ဟုတ်ပြီအဲ့တော့ msr5 ကိုမြင်ပြီဆိုရင်ဘယ်လိုနားလဲရမလဲ present continuous ဟုတ်ပြီဘယ်လိုဖြစ်နေရလဲ အခုဖြစ်နေအခုဖြစ်နေဟုတ်တယ်မှန်တယ်နောက် တစ်ယောက်မင်းမယ်သူ့မင်းမယ်ဟုတ်ပြီလက်ထောက်မင်းမယ်ဆရာပါမင်းမယ်ဆိုရှင်အခုကြော်ပြီးမိလိုက်မယ် fat 2ကိုမင်းမယ်ပေါ့နော် fat 2ကိုဘလို့နေသားမျိုးမှာဆရာတို့သုံးပါလေအမ်ပြီးပြည့်စုံတဲ့အတိတ်ကိုသုံးတယ်ဟုတ်တယ်ပြီးပြည့်စုံတဲ့အတိတ်ကိုဆိုရင် fat 2ကိုသုံးတယ် fat 2ကိုတစ်လုံးနဲ့ရေးလား yes ဟုတ်တယ် fat 2တစ်လုံးနဲ့ပဲရေးရမယ်အေးဗမာလိုအိမ်စမယ်ပြောကြည့်။ငါမနေ့ကကိတ်မုတ်တရုံစားခဲ့။ငါမနေ့ကကိတ်မုတ်တရုံကိုစားခဲ့တယ်ဟုတ်ပြီ။အင်္ဂလိပ်လိုပြောလို့ရမလား။အဲပြောကြည့်။ I ate a cake yesterday. ဟုတ်ပြီ I ate a cake yesterday. ဟုတ်ပြီ yesterday ဆိုပါလေ။မနေ့ကမနေ့ကဆိုတော့အခုလာအတိတ်လား။အတိတ်။ကိမုတ်စားတာပြီးပြီလား။ပြီးပါပြီ။ပြီးသွားပြီ။လုံးဝပြီးပြီဆုံးသွားပြီလား။ကုန်ပြီလား။ Yes. သုံးသွားပြီမဟုတ်လို့ဘာဘလာသုံးတာလဲ။ဘတ်တူ။ဘတ်တူသုံးတာနော်။88ကဘဝကပါလေ။ eat. အဲ eat ဟုတ်တယ်။မှန်တယ် good very good. Okay. နောက်ခါသူ့ဆရာမင်းမယ်။အဲထောင်မင်းမယ်နော်။ဟုတ်ပြီ။ဆရာတို့ဘဝကိုဘယ်လိုနေထားပြီးမှတောင်းလဲ။ ပုံမှန်အမှန်တရားလေးရချင်းဟုတ်တယ်ပုံမှန်အမှန်တရားအလေးချင်းပုံမှန်ဖြစ်တဲ့ကိစ္စဆိုတာကဟိုပေါ့မနက်ကိုကဘယ်ချိန်ထားတယ်ဘယ်ချိန်မှာကြောင်းသွားတယ်အဲ့လိုဟာမျိုးအမှန်တရားကြတော့ဟိုနေရဘယ်ဘက်ကထွက်လဲရှေ့ဘက်နေရဘယ်ဘက်ကထွက်လဲရှေ့ဘက်အရှေ့ဘက်ကထွက်တယ်အဲ့ဒါအမှန်တရားအလေးချင်းဆိုတာကြတော့ကိုကအဲကိုကဘာကိုလှုပ်တာဝါသနာပါပဲဘာတွေကိုလှုပ်လို့ရှိရဲဆိုတဲ့အလေးချင်းမျိုးကိုပေါင်းဝမ်းနဲ့တုံးလဲနော်ဟုတ်ပြီသူ့ကိုချက်လာပေးကြည့်ရစသူဟုတ်ကြောဟုတ်ပြီမဆရာသားကိုဗာမင်းပြဆိုတော့ ဲ့ဒီဘဝန်းကိုပမာလို example လေးကျလာပြောကြည့်နော်အဲငါမနေ့ကညထဲမှာရေကူးခဲ့တယ်။ဟာမနေ့ကညထဲမှာရေကူးခဲ့။အဲ့ဒါအတိတ်သားအခုအတိတ်မဟုတ်ဘူးဆရာဘဝန်းကို example ပြောကြည့်နော်ပုံမှန်အမှန်တရားအလေးချင်းကိုပြောကြည့်နော်။ဟာဟာငါအာမြဲတမ်းညထက်မှရေကူးငါအမြဲတမ်းညထက်မှရေကူးတယ်ဟုတ်ပြီအမြဲတမ်းဆိုရင်ဒါဘာဖြစ်သွားပြီလဲအလေးချင်းဖြစ်သွားပြီအလေးချင်းဆိုတော့ဆရာဘာနဲ့ရေးရအောင်လဲ I always swimming in the river swimming စင်တာဘက်ဘလောက်ဖြစ်နေပြီလဲ I have ဘာဖြစ်နေပြီအမှန်တရားဆိုဘယ်လောက်တော့မလဲ I always swim in the river ဟုတ်တယ်မှန်လဲအဲ့တော့ I always swim in the river ဟုတ်ပြီဘဝတလုံးနဲ့ရေးလာမရေးဘူးလားရှိလားဒီမှာနော်ဘောင်ဝါလည်းရရဘတူးနဲ့ဘောင်ဝါဒီဘယ်လိုရရလဲနှလုံးနဲ့ရရတာဖြစ်တယ်โอเคရရโอเค now next one အဲတို့ပြလိုက်မယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခါကျတော့ဆရာဗာမင်းမလဲဆိုရင် ဒါ what's your vines ကိုဆရာမင်းမှာဖြစ်တယ် what's your vines ကိုဘာ tense ဆိုခေါ်လဲဒီလား pass continue ဟုတ်တယ် pass continue pass continue ကိုသုံးမဲ့နေရနှစ်နေရရှိလို့ဆရာပြောထားတယ်เนาะဘယ်လိုဟာမျိုးလဲပထမဆုံးတစ်ခုအပထမဆုံးတစ်ခုကတစ်ခုအရင်ဖြစ်တယ်နောက်တစ်ခုကကြာပြည့်ဖြစ်တယ်ဟုတ်ပြီတစ်ခုကအရင်ဖြစ်တယ်နောက်တစ်ခုကကြာပြည့်ဖြစ်တယ်အတိတ်မှာလို့နှစ်ခုဖြစ်ကြပြီပေါ့အရင်ဖြစ်တာပါနဲ့တော့အရင်ဖြစ်တာ what's your vines ကြီးကြာပြည့်ဖြစ်တာက padu နမူနာစာကြောင်းလေးဒီကြောင်းပြောကြည့်နော်ငါစာဖတ်နေစီမှာငါတကယ်ချင်းရောက်လာငါစာဖတ်နေစီမှာငါတကယ်ချင်းရောက်လာအင်္ဂလိပ်လိုပြောလို့ရမလားပြောကြည့်ပါ why while i was while i was reading reading hobby မရစာဖတ်နေရအရင်ဖြစ်နေရကဲကြားဖြတ်ပဲကောင်းနေရောက်လာတယ် my friend my friends alright my friends alright alright okay နော်ဒါ what's your vibe g ဒါဘာဘလောက်လဲ that too ဟုတ်ပြီနောက်တစ်ခါတစ်ခုရှိသေးတယ် what's your vibe နောက်စလုံးက black dude ဖြစ်နေနောက်စလုံး black dude ဖြစ်နေဟုတ်တယ်အဲ့ဒါဘာမှလို့ example ပြောကြည့်ငါစာဖတ်နေဒီမှာငါအမေချက်အဲငါစာဖတ်နေတယ်ငါအမေဟာဟုတ်တယ်လောကမိုက်တယ် okay အဲ့တော့ အဲ့ဒါကိုရေးတက်လား yes လက်ကြည့်ပါ why why i was with you reading help me ငါမိဟာလဲဆက်လုပ်ကြဆိုတော့နှစ်ခုဆုံးပြန်ကြိုးဆိုတော့အမေကိုလဲဗာလဲသုံးမလဲ was where by you my mother was cooking my mother was cooking okay help me man very good ကဲနောက်တစ်ခုလင်းလာရှုံပေးမယ်ကြောက်ဒီခါကျတော့ hazardous blood battery ကိုသွားမယ်ဟုတ်ပြီ hazardous blood battery ကိုစာဘာအတွက်သုံးလဲ ဟုတ်ပါဘူး။ Present ဆိုခေါ်လိုက်ရင်ပြောပြ။ Present present perfect ။ဟုတ်ပြီ present perfect ကိုဆောက်ပါတဲ့တော့လေ။အတိတ်ကလုံဆောင်ကြအခုရလဲ။ဟုတ်ပြီအတိတ်ကလုံဆောင်ကြအခုရလဲ။အတိတ်ကလုံတာအခုဖြစ်တာ။တော့ present perfect ကနည်းနည်းအခမ်းများတယ်။ဟိုသုံးရမယ့်ဟာကြီးများတယ်ပေါ့။အဲ့တော့ပထမဆုံးမမဆို example ရောက်လာပြောကြည့်တယ်။တရားရကငါမှန်ခွဲပါတယ်။တရားရကငါမှန်ကိုခွဲပါတယ်။အဲ့တော့ခွဲတာအခုလားအတိတ်လား။အတိတ်။အဲဘာကြီးတန်းနေလဲ။မှန်ခွဲစား။မှန်ခွဲစားကြတယ်ရလက်တယ်ကြတယ်ဟုတ်ပြီ။အဲ့တော့အင်္ဂလိပ်လိုရေးဆိုရလား။ Yeah. Get Someone. Someone. Broken. Ah, has a blood but three feet has tail. Ah, someone has. Mm, has. Broken. Broken. My glasses. Okay, my glasses. Money. Someone has broken my glasses. အပြီအဲ့ present perfect ကိုသုံးလိုက်အဲ့တနေရာလည်းမဟုတ်သေးဘူးဆက်ပြောရှင်းပေးလိုက်ပါအဲ့ဘလို့ဟာမျိုးကိုလဲဆရာက present perfect သုံးလိုက် အတိတ်ကလောက်တာအခုထိမပြီးသေးအတိတ်ကလောက်တာအခုထိမပြီးသေးဘာမှလဲ example လေးပြောကြည့်ငါညောင်ရမှနေတာ9နှစ်ရှိပြီအမြတ်မမနေငါ9နှစ်ရှိပြီဟုတ်ပြီအဲ့တော့အဲ့စာကြောင့်ဒီတာခုထိနေနေတုံးလားနေနေသေးအတိတ်ကချိန်မှာပါလားပါတယ်အဲဟုတ်ပြီအဆင်ဘာလဲတုံးမလဲဘယ်ဆန်ပါဖက်ဟုတ်ပြီစပါ example ပြောမယ် I have I have lived in Myanmar for 9 years okay for nine years okay very good เนี่ยก้าวเลยဒီခါမှာဆရာကထားပါတော့ missing ခါမေးမယ်ပေါ့เนาะအဲဆရာ present perfect ကိုနောက်ထပ်သုံးတဲ့နေရာရှိသေးတယ်အဲ့ဒါပါလဲအတွေ့အကြုံအတွေ့အကြုံဆိုရင်ဆရာဘာလဲသုံးလဲ present perfect နဲ့သုံးလဲဟုတ်ပြီ present perfect ကိုဆရာအတွေ့အကြုံတက်သုံးမယ်ဆိုလို့ရှိရင်ပထမဆုံးပေါ့เนาะ음ဘလို့အတွေ့အကြုံလဲဟိုရောက်လှုပ်ဖူးလားဆိုင်ဘလို့လေးမေးရလဲ have you ever battery have you ever battery ဟုတ်ပြီ ကဲမင်းကိနေကိမုတ်စားဘူးလားဆိုဘယ်လိုလေးပြောမလဲ Have you ever eat, have you ever eaten eaten cake ကဲ eaten cake ဟုတ်ပြီဒါရောက်လောက်ဘူးလားလောက်ဖူးတဲ့ဆိုရင် uh, I have I have eaten a cake. အဲ့ eat cake ဒါပဲသူညက်ပေါ့လား။အဲ့ကိမုတ်ကိုတစ်ခါမှမစားဘူးဆိုရင်ရော I have I have never eaten a cake. အဲ့တော့ဆရာအတွေ့အကြုံတော့ပြောမယ်ဆိုလောက်ဖူးလားဆိုရင် have you ever battery လောက်ဖူးလောက်ဖူးရင် I have I have ever I have battery မလုပ်ဘူးကြရင်ပါ I have never battery ဟုတ်တယ်မှန်တယ်ကဲသူ့ပြလဲပါအောင်စိုးစမ်းဟုတ်ပြီစိုးစမ်းစာဘာပေးမလဲဆိုတော့အဲအဲ့ဒါကတစ်ခုပြီးသွားပြီပေါ့နော်နောက်ထပ်တစ်ခုရှိသေးတယ်ဘယ်ဆက်ဘာတော့တုံးနေနေအဲ့ဘလို့ဟာမျိုးလဲမကြသေးတော့တိတ်မကြသေးတော့အတိတ်ဟုတ်ပြီအခုလေးတင်ပြီးတဲ့အတိတ်ပေါ့အခုလေးတင်ဆိုရင်ဘယ်လိုရေးရလဲခုလေးတင်ငါမနက်စာ ငါမနက်စာခုလေးတည်းစပြီးသားခုလေးတည်းဆိုအင်္ဂလိပ်ကိုဘယ်လိုအလုံးလေးနဲ့ရေးရလဲ I I have I have just has my breakfast Okay you have just has my your breakfast အဲ့မှာဘယ်အလုံးကအခုလေးတည်းလို့အဓိပ္ပာယ်ထွက်လာလဲ Just ဟုတ်တယ် just ဆိုတဲ့အလုံးကအခုလေးတည်းလို့အဓိပ္ပာယ်ထွက်လာဟုတ်ဆရာအားလေးကိုရေးလိုက်မယ်နော် I have just had my breakfast ဟုတ်လား breakfast Okay very good အမေအပြီးတဲ့ခါကျတော့ let me hang လဲဆာမပေးမလဲဆိုလို့ရှိရင်အဲသူ့ခလိုက်ပြလဲပေါ့ဆာမေးဖို့ကြံနေသေးတယ် present perfect လက်စတားလိုက်တော့မယ်အခုလေးနေပြီးရင်လုံးနေပြီးသားဆိုရင်ဘယ်လိုတော့မလဲငါကငါနေလေစာစာပြီးသားအစာပြီးသားနေပြီးသားဆိုရင် just အစာပါကိုတော့ရမလဲ just are already already ကဲငါနေလေစာစာပြီးသားအင်္ဂလိပ်လိုပြောကြည့်ပါဦး i have already has my breakfast နေလေစာဆို နေရစားဘနက်စာ breakfast ဘနက်စာဘနက်စာပြောပါနေလေတာဆိုရင်ဘယ်လိုပြောမလဲ lunch အဲ lunch okay ဟုတ်ပြီဟုတ်ပြီနောက်ခုကျတော့အခုထိငါမနက်စာမစားရသေးဘူးဆိုရင်ကျတော့ तू ဘယ်လိုတော့ရမလဲငါခုထိနေလေစားမစားမစားသေးအဲ့ဘယ်လိုပြောမလဲ i have been i have been has my breakfast yet yet okay အဲ့တော့နောက်ကဟိုစားတာဘတ်တူကြီးဆို hs လို့ဝတ်တယ်ပထမ hd had လို့အတက်လို့နော် had my breakfast yet okay ဟုတ်ပြီ yet why did you ထည့်လိုက်လို့ရှင်အခုထိမစားရသေးဘူးလို့ပြောထားတယ်ဟုတ်ပြီကောင်းတယ် တော့ဒီမှာနည်းနည်းလောက်ပြန်ရေးပြမယ်ဆိုရင် jazz ဆရာမှာ already ဆိုရင်နှင်းပြီးသားလို့တိပဲထွက်တယ်။မစားတင် jazz already မသုံးဘူး။ဟာမှာ impossibility ထည့်ပြီးဒီမှာမထည့်လိုက်မလဲ။ထည့်လိုက်။အဲ့တော့ blaster buffer နဲ့ပတ်သက်ပြီးပြီးပြီ။အဲ့ jammy ဟင်း။နောက်ထပ်တန်းအစ်တစ်ခုမတက်ခင်မှာอืมပေါ့နော်။နောက်ထပ်တန်းအစ်တစ်ခုမတက်ခင်မှာဆက်ပါမေးချင်းလဲဆိုတော့အဲ I miss our vibe ဒီဘာအတွက်တော့လည်းချက်ပြန်ပြောပြပြီ။အဲ I miss our vibe ရဲ့ကြီးက ဟောလေအခုလုံနေအခုလုံနေတာဆရာအဲ့ဒါကိုလေ example လေးနောက်တစ်ကြောင်းချက်ပေးဦးသူများတော့ပြပြီသူမသူမစာတည်နေတယ်သူမစာရေးနေတယ်အခုစာရေးနေတယ်အဲ့ဒါလေးပြောကြည့်ပါဦး she is writing now she is writing now writing now အဲ့ဒါဘာလို့ခေါ်လဲဒါ present present perfect almost ဒါလုံးတာဆို present continuous ဟုတ်ပြီ present continuous ဟုတ်ပြီ she writing now present continuous တို့ချက်လောက်ပြလိုက်ပါဟုတ်ပြီအဲ့စာရေးတော်မှာဆရာတို့ကဘာထက်ထည့်ခြင်းလဲဆိုရင် အချိန်လေးထက်ထည့်ခြင်းလေပေါ့နော်အချိန်လေးထက်ထည့်ခြင်းလေဆိုရင်ခိုင်းနော်လှုပ်ပါဆိုကင်မရာဟုတ်ပြီအဲ့ဒါနောက်တစ်ခုကကြတော့အဲ့ဒီစာရေးနေတဲ့ဟာကိုမှဆရာတို့ကဘာလေးထက်ထည့်ခြင်းလေအချိန်လေးထက်ထည့်ခြင်းလေအချိန်ထက်ထည့်ခြင်းလေဆိုရင်အဲ့ဒီအမစ္စာဖိုင်ကြီးမှာဆရာပေါ့အချိန်ထက်မယ်ဆိုပါစို့ဘလောက်ကြာပြီဆိုတော့ကြာချိန်လို့ခေါ်ရဂျူရေးရှင်းထက်မယ်ဆိုရင်အမစ္စာဖိုင်ကြီးကနေဘာဖြစ်သွားမလဲအာအမေကဘာရနေစာကြပလဟာဆပလဘင်းပလဖိုင်ကြီးဟုတ်ဟာဆပလဘင်းပလဖိုင်ကြီးပြောမယ်အဲ့ဒါကိုဘာကြဆလို့ခေါ်လဲ အဲ present perfect ကိုရနေရထ present perfect ကိုရနေရထဘာပါပါလို့လဲအချိန်ပါပါလို့ချိန်လို့မပြောဘူးဘာချိန်လဲကြာချိန်ပါကြာချိန်ပါပါလို့အခုလုံနေတာကိုမှကြာချိန်ပါသွားမယ်ဆိုရင်ဆက်ပါပါသုံးလဲဆိုရင် as a black bin black fine ဟုတ်ပြီသူ့ပြလိုက်ပါလို့လေဟုတ်ပြီသမီးကြာချိန်ကိုထည့်နည်းနှစ်မျိုးရှိရနော်ကြာချိန်ကိုထည့်မယ်ဆိုရင်သူဘာလိနဲ့ထည့်လို့ရလဲ has a black ဟုတ်ပြီ has a black bin black fine ဒီမှာကြာတယ်ဆိုရင်ဘာလဲသုံးမလဲဘယ်လုံးနဲ့သုံးမလဲ စားချိန်နဲ့ကြာချိန်နှစ်မျိုးရှိတယ်ကြာချိန်ဆိုဘာနဲ့သုံးမလဲကြာချိန်အာဒါ for လားဆင်လား for for ဟုတ်ပြီတနာရီကြာပြီဆိုဘယ်လိုထက်မလဲတနာရီပေါ့ပါပါ for one hour အဲ for one hour ဟုတ်ပြီအဲ့တော့သူမကစာရေးတဲ့ဆိုတာ she is writing ဒါပေမဲ့တမီးခုနပြောလိုက်တဲ့ for one hour ဆိုရဲတနာရီကြာတယ်ဆိုရဲ for ထည့်လိုက်ပြီဆိုရင်ဒီနေရာဒီ msr file ရဲ့ကျန်နေပါဖြစ်သွားမလဲဟုတ်သားသဘီ that's a black thin black ဖိုင်ဒီဖြစ်သွားမယ်ဟုတ်ပြီနော်တမိကိုပေးလိုက်ပါအဲဟုတ်ပြီအဲဒီခါကျတော့ကြာချိန်မဟုတ်ဒီခါကျကြာချိန်မဟုတ်ဘဲနဲ့စတဲ့အချိန်ပေါ့နော်စတဲ့အချိန်ဆိုရင်တော့ဆက်ကဘာနဲ့တော့ရမလဲ since since နဲ့တော့ရမယ် since ကိုဘာမှလို့ဘလို့ပါတာပြန်လဲကတဲ့ကကတဲ့ကအဲထားပါတော့တနားကြီးကြာလို့မဟုတ်ဘဲနဲ့စတဲ့အချိန်ဖြစ်တဲ့ခုနှစ်နာရီကတဲ့ကဆိုရင်ဆက်ဘလို့ရမလဲ seven o'clock since 7 o'clock ဟုတ်ပြီဟုတ်ပြီအဲ့တော့ since 7 o'clock နော်အဲ့ since 7 o'clock ပါရင်လဲ ကြာချိန်ဖြစ်တဲ့အတွက်ကြောင်းဆရာ MSR ဖိုင်ကြီးနဲ့တုံးလား Hasa Black Bin Black ဖိုင်ကြီးနဲ့တုံးလား Hasa Black Bin Black ဖိုင်ကြီးဟုတ်ပြီအဲ့တော့ပြန်ပြီးချုပ်မယ်ဖတ်ထားမှာကအခုဖြစ်နေရဆိုရင်ဘာနဲ့တုံးလဲ MSR ဖိုင်ကြီးအခုဖြစ်နေ MSR ဖိုင်ကြီးအဲ့အခုဖြစ်နေ MSR ဖိုင်ကြီးကိုမှကြာချိန်လေးထက်လိုက်မယ်ဆိုရင်ဘာဖြစ်သွားမလဲ Hasa Black Bin Black ဖိုင်ကြီးအဲ့တော့ဘာထပ်ဆိုခေါ်လဲ Hasa Black Bin Black ဖိုင်ကြီးအခုဖြစ်နေရလား um ဟုတ်လားဟုတ်တယ်အခုဖြစ်နေတာဘာဘာဘာထပ်ပါနေတာလဲအချိန်လို့မပြောဘူးကြာချိန်ထပ်ပါတာအခုဖြစ်နေ MSR variety အဲ့အခုဖြစ်နေအောင်မှာကြာချိန်ထပ်ထည့်မယ်ဆိုရင် hazard black bin black variety